ဆရာမန်းတင်ရဲ့ဒုတိယအရွယ်စာအုပ်မှာတာဝန်တွေများပါပြီတဲ့လို့အမည်ရတဲ့အကြောင်းအရာလေးကိုအပြပြပေးမှာဖြစ်ပါတယ်။အခန်း1 1946 48ခု ကျွန်တော်မိုးညိုတို့ရောက်ရှိနေသည်မှာတနှစ်ခန့်ရှိလေပြီ။ထိုကာလအတွင်းမြို့နယ်တစ်ခုလုံးနှံ့အောင်စူးစမ်း၍သွာလာခဲ့တယ်။အောက်ဘက်လဗရန်နေဆက်ထိန်တော်မှသည်အထက်ဘက် ညံအောင်ကြံကင်းတစ်ဖက်ကန်းပြီးခရိုင်နေဆက်အထိခီးဆန့်နေတယ်။လေနဲ့တစ်မျိုးလှဲနဲ့တစ်ဖုံခြေချင်းတွေကျွားသိန်းရွာငယ်များပါမကြံရောက်အောင်သွားခဲ့တယ်။ထို့ကြောင့်မိုးညိုမြို့နယ်အတွင်းရှိ လူအများရဲ့ဘဝကိုလေလာခွင့်ရတန်သလောက်ရှားခဲ့တယ်။မိုးညိုမြို့နယ်မှာစားဝတ်နေရေးအတွက်အများစု၏မိခိုအားထားရာအလုပ်အကိုင်ကြီးများမှာအင်း ကိုင်းနဲ့လဲသာဖြစ်လေတယ်။ထိုလုပ်ငန်းကြီး၃ခုအပြင်အရှိတ်တော်သူတက်၍တေဝါခုတ်ချင်းထင်းတိုက်ချင်းများကိုပြုလုပ်ကြတယ်။ထိုနယ်တဝိုက်တွင်တက်ငယ်ချင်းများလည်းရှိသောကြောင့်အိမ်မိုးရန်တက်ငယ်ပြစ်သည့်လုပ်ငန်းကို လုပ်ကင်ကြတယ်။တို့ရာတွင် ထိုလုပ်ငန်းများမှာလုပ်ငန်းငယ်များသာဖြစ်၍အများစုမှာငါးဖမ်းလုပ်ငန်းကို လုပ်ကင်သူများ အိုင်းသမားနဲ့လယ်သမားများသာဖြစ်ကြလေတယ်။မိုးညိုမျိုးနယ်ဟာအေယာဝတီမြေကမ်းတစ်လျှောက်ရှေလျားစွာတည်ရှိတယ်။အင်းဒရခရိုင်ဘက်ကမ်းတွင်ဆယ်မြောင်းဌာနကတည်ဆောက်ထားသောဂျီကာတာကြီးရှိတယ်။ထို့ကြောင့်မိုးရင်းအခါအေယာဝတီမြေကြီးအတော်အတန်တက်ရုံဖြင့်ထိုမှာဘက်ကမ်း၌ရေရှမ်းခြင်းမရှိ။ဤမှာဘက်ကမ်းတစ်လျှောက်တွင်မူဆယ်မြောင်းဌာနက တိဆောက်ထိမ့်သိမ့်ထားတဲ့ရေကာတာဟာအင်းဒရာဘကံလဗရန်မြို့နေဆက်အလွန်မိုးညိုနေအတွင်ငားမိုင်ခန့်အဝင်တွင်ရှိသောဖျားကြီးကုန်းရွာတွင် အဆုံးသတ်ထားလေတယ်။ထိုခိုင်ခန့်မြင့်မားတဲ့တာကြီးနှင့်အဆက်သေးမိုးညိုငပြောတုံးအပြေပင် တောင်ရင်ပုတ်လူအဆရှိသောရွာစဉ်တစ်လျှောက်ကို ဖြတ်ပြီးရေကင်းအထိရှည်လျားသောတာကရှိပါတယ်။ တို့ရာတွင်ထိုတာတန်းရှိကြီးဟာရှိတာရှိတယ်။ခိုင်ခန့်မြင်မာခြင်းမရှိ။နေလဲနေနေချိနဲ့သေးငယ်တယ်။အပေါက်အပြဲတွေများတယ်။တာမီကာမတ္တာတီနီးစက်ရာကျေးရွာတွေကစောင့်ရှောက်ထိမ့်သိမ့်ရသောကျေးရွာတာတာဖြစ်လေတယ်။ကိုလိုနီအစိုးရကဘာတခုမှ တာဝန်ယူ၍ပြုပြင်ထိမ့်သိမ့်မပေး။ထို့ကြောင့်မိုးရာသီရေကြီးချိန်တွင် ဧရာဝတီမြစ်မှာရှန်တက်လာသမျှတော့မြည်ရီတို့ဟာမိုးညိုမြို့နယ်အတွင်းသို့အားလုံးစီးဝင်ကုန်လေတော့တယ်။မြို့နယ်အတွင်းရှိသမျှတော့အင်းအိုင်းချောင်းမြောင်းများတွင်ဂျီရီနှင့်အပြည့်မိုးအကုံဆောင်အကူရေစစ်ချိန်ရောက်သောအခါထိုးထိုးသောအနှိမ်ချိုင်ဝမ်းများဟာအင်းတကြီးများနှင့်ဂျီလုတ်သားများအဖို့ငါးဖန်းရန်အတွက်အကွင်းအကွက်များဖြစ်၍ကြံရစ်လေတယ်။မိုးညိုမြို့နယ်တွင် အင်းအိုင်ပေါင်း60တရာနီးပါးရှိလေတယ်အင်းတကြီးများဟာ ခြေရွာတွင် အများတကာထက်စီးပွားရေးခြောင်လေသူများဖြစ်ကြတယ်အများအားဖြင့်က အင်းတကြီးများဟာခြေရွာတကြီးများလည်းဖြစ်ကြတယ်ရွာအတွင်းဝင်သွားလိုက်ရင်ပြင်နောင်ပြင်ကသူ့မိုးအိမ်ကို တွေ့ရလင်အင်းတကြီးအိမ်သို့မဟုတ်ရွာတကြီးအိမ်ဖြစ်နေတတ်လေတယ်အင်းတကြီးအလုံးနှင့် ကျေးရွာတကြီးအလုတ်ကိုပူးတွဲလောက်ကင်နေသူများမိုးညုံမြို့နယ်တွင် အများပင်ရှိလေတယ်။ထိုသူများဟာကျေးရွာတွင် အုပ်ချုပ်ရေးကိုသာမကစီးပွားရေးကိုလည်းချုပ်ကင်နိုင်သူဖြစ်သောကြောင့်ပတ်ဝန်းကျင်တွင်ဩဇာထိတ်ကမှရှိကြတယ်။အင်းလီလံပွဲတွင် သူနှင့်မြည်သူသည် ရှင်ပြိုင်ဝန့်အပ်နီအင်းထဲတွင်လောက်ကင်ကြသည့်အင်းလုတ်သားများရဲ့ဘဝမှာကတိုးတက်မှုမရှိလား။ စာဝတ်နေရေးအတွက်နေ့စဉ်နဲ့အမျှရုံးကန်လှုပ်ရှားနေရသူများသာဖြစ်လေတယ်။အုတ်ချုပ်ရေးအာဏာဖြစ်တော်၎င်းငွေကြေးအင်အားဖြစ်တော်၎င်းခြေလှယ်ခွင့်ရရှိထားတဲ့အင်းတကြီးရွာတကြီးများရဲ့အခြေအနေဟာအများအားဖြင့်တိုးတက်ကြီးပွားမှုရှိတယ်။တို့ရရင် မကြာခဏပင် ဆုံးရှုံးမှုဖြစ်ရင်ဆိုင်ရသည်များကိုတွေ့ရလေတယ်။အင်းလောကဟာရှုပ်ထွေးလာတယ် လက်ပေးလက်ယူတွေလည်းများတယ်။အင်းလီလံပြစ်မိဟုကြော်ညာထွက်လာကလေးကအင်းဆွဲဝယ်ခွင့်လက်မှတ်ရရှိရေးလီလံပြစ်သည့်နေ့တွင်အရဆွဲယူနိုင်ရေးရရှိထားသောအင်းအတွက်အာမခံပစ္စည်းလုံလောက်စွာတင်ပြရေးအာမခံပစ္စည်းများကိုလာရောက်စစ်ဆေးသော အရာရှိအားပူဇော်ပတရေးစသည်တို့ဟာအင်းလောကတွင်ငွေနဲ့ပေါက်၍ဆောင်ရွက်ရတဲ့လုပ်ငန်းများဖြစ်လေတယ် အင်းနဲ့ပတ်သက်တဲ့ဌာနဆိုင်ရာဝန်ထမ်းများကလည်းပိုလိုနီအစိုးရပြဋ္ဌာန်းထားတဲ့အင်းအိုင် ဥပဒေညွှန်ကြားချက်စသည်များဟာ သူတို့အဖို့နှိုက်ချင်နိုင်နှိုက်၍မကုံနိုင်တဲ့ငွေအိတ်ကြီးလိုယူဆထားကြလေတယ်။အင်းသကြီးများအဖို့မှာကအကြောင်းမလှ၍မှန်းချက်နဲ့နှမ်းထွက်မကြိုက်သောအခါ အရှုံးနှင့်ရင်ဆိုင်ရတတ်လေတယ်။ထို့အခါအာမခံတင်ထားသောအိမ်ကျွဲနွား လေယာအစရှိတဲ့ပစ္စည်းများကို သိမ်းဆဲခံရပြီးအစိုးရကလေလံတင်ရောင်းချကာအခွန်ငွေကို အပြည့်အဝရအောင်ကောက်ခံလေတယ်။ထို့ကြောင့်ပြိုင်ဘက်အင်းတကြီးများကိုမခံကျင်သဖြင့်အစမတန်ဈေးကြီးပေးဝယ်မိသောအင်းတကြီးဟာ မွေးပြာကြလေတော့တယ်။သူဒီသာမဟုတ် သူ့အတွက်အာမခံပစ္စည်းတင်ထားပေးသောအပေါင်းအသင်းဆွေမျိုးများပါနစ်နာဆုံးရှုံးကြရလေတယ်။ ခြေရွာများတွင်အင်းအလုတ်ဖြင့်စီးပွားဖြစ်နေသူများကို တွေ့ရတကယ်သို့နလန်မထူနိုင်အောင်မွဲသွားသူများကိုလည်းတွေ့ရလေတယ်။အင်းလောကရှုပ်ထွေးတကယ်သို့ မြေနူကျွန်းပြဿနာတွေကလည်းအေယာဝတီမြေရိုးတလျှောက်တွင် ရှင်းမနိုင်အောင်ဖြစ်နေလေတယ်။မိုးညိုမြို့နယ်တွင် မြေနူကျွန်းတွေကလည်းများလာတယ်။အေယာဝတီမြေကြီးအတွင် ရေစီးကြောင်းကိုအခြေပြု၍မြေနူကျွန်းများဟာ ပေါ်လိုက်ပြောက်လိုက်နဲ့သမိုင်းစဉ်တလျှောက်လုံးဥရုဇဉ်လူသားတို့အားရန်တိုက်ပေးလျက်ရှိလေတယ်ပေါ်လာတဲ့မြေနုကျွန်းများကိုအကြောင်းပြု၍ဟင်းသရညံအောင်ကျန်ကင်းဘက်မှကိုင်းသမားများနဲ့မိုးညိုဘက်ကမ်းမှကိုင်းသမားများ မကြာခဏပြိပခါဖြစ်ကြတယ်ခရင်ချင်းသာမဟုတ်ခရင်အတွင်းရှိမြို့နယ်အချင်းချင်းလဲခိုင်ရန်ဒေါသဖြစ်ကြတယ်မြို့နယ်ချင်းသာမဟုတ်ကျေးရွာအုပ်စုချင်းလဲမသိမမျက်ဖြစ်ကြတယ် ခြေရွာအုပ်စုခြင်းသာမဟုတ်ခြေရွာအုပ်စုအတွင်းရှိကြွားငယ်ခြင်းလဲအဆင်မပြေဖြစ်ကြတယ်အတူနေတရွာထဲသားခြင်းလဲခြံသူဖြစ်ကြရတယ်မြင်းသူကျုံးကိစ္စတွင်လဲအင်းကိစ္စကဲ့သို့ပင်အကြီးတွေကဦးစီးကောင်းဆောင်ပြုလုပ်လာတတ်ကြတယ်ကျွန်တော်မိုးညိုရောက်စားကမြစ်လေရှိမြင်းသူကျုံးတစ်ခုနဲ့ပတ်သက်၍ပိုမာဘကန်းနဲ့ဒီမာဘကန်းတို့အချင်းများကြတယ်ဩဇာတိတ်ကမရှိ မိုးညိုဘက်မှအကြီးတဦးဟာ ထိုကျွန်းကိုမိမိဘက်မှ လူများ ရရှိနိုင်၏အတွက်နီးမျိုးစုံဖြင့်ကြိုးပမ်းနေ။ငွေအင်အားသာမက လူအင်အားကိုလည်းတုံးနေ။တဖက်ကန်းတို့လူစုလူဝေးနဲ့ကိုးကာနေပိုင်းဝင်တော့ရုံးကိုဝိုင်း၍ဆန္ဒပြခဲ့လေတယ်။ဤတို့အော်ဟစ်ဆန္ဒပြသည်သာမက မကြာခဏပင် တဖက်နဲ့တဖက် အထီးကယုံဖြစ်သည်များကိုလည်းတွေ့ရတယ်။ရိုက်ကြနှက်ကြ ခုတ်ကြတက်ကြသည်လည်းရှိတယ်။အတင်းဝင်ရောက်လောက်ကင်သောကြောင့်အာရမကျွန်းဟူ၍၎င်းအချင်းချင်းဓာတ်နှင့်ခုတ်တက်ကြသောကြောင့်ဓာတ်ကျွန်းဟူ၍၎င်းမြေလိုချင်သောကိုင်းသမားများကတကြီးကိုငားမစီပေးရသောကြောင့်ငားမတ်ကျွန်းဟူ၍၎င်းအမိတွင်နေတဲ့ကျွန်းတွေလည်းရှိလေတယ်။မြေရိုးတလျှောက်တည်ရှိနေသောကျွန်းများဟာကိုင်းသမားများအဖို့မတ်မယ်ဆိုရင်လည်းမတ်เสียရပင် မြင့်ရည်တက်ပြီးကြာသွားသောအခါနှုံးမြေနှုများတင်ကြံရစ်သောကျုံးမြေကို တွေ့လိုက်ရရင် ရွှေတုံးရွှေခဲတွေဖုံးနေတဲ့မြေကိုတွေ့လိုက်ရတဲ့ကဲ့သို့လောဘတကြီးတိမ့်ပိုက်ထားခြင်းကြလေတော့တယ်။ခိုင်းသမားဟာဘဲသမားလောက်ပင်ပန်းကြီးစွာမလုတ်ကင်ရပဲအချိုးဖြစ်ထွန်နိုင်တယ်။ညီရဲ့အမှုအရင်ကိုလိုက်၍ပဲအမျိုးမျိုး ပြောင်းချက်တော်နီမြေပဲအဆရှိတဲ့ကိုင်းသီးနံများအပြင် ရွှေကျင်ဆေးဟုနာမည်ကြီးတဲ့ဆေးရွက်ပင်များကိုစိုက်ပျိုးကြရာ အလွန်ပင်ဝင်ဝေကောင်းလေတယ်။ထို့ကြောင့်ဂိုင်းမြေများကို သူပိုင်ငါပိုင်အလူအရက်ရယူနေကြခြင်းဖြစ်လေတယ်။ညီနူကျွန်းပြည်တနာများကို ရှင်းလင်းပေးရသည်ကလည်းမလွယ်လှ။ကိုလိုနီအစိုးရရဲ့မြန်မာပြည်မြေနှင့်အခွန်လက်ဆွဲဥပဒေတွင်ပေါ်ပြထားသောညီနူကျွန်းနှင့်ပတ်သက်တဲ့ညွှန်ကြားချက်များကလည်းရှင်းရှင်းလင်းလင်းမရှိ။ ဒီအထဲလူတွေကလည်းဥပဒေညွန်ကြားချက်များဤပြော့ကွက်ကိုအခွင့်အရေးယူကာလောဘရမက်ဆွဲဆောင်ရာသို့လိုက်ကြတယ်။ဥပမာအားဖြင့်နှွေအခါတင်းမောခုံမောင်းတဲ့ရေနက်ကြောင်းကို နေနမိတ်ထားရမယ်လို့ဆိုထားရာထိုအချိန်တွင်တင်းမောမာလိမ်မှုအားလက်ထိုးကတင်းမောကိုတစ်ဖက်မှမောင်းစီပြီးမြေနုကျွန်းကိုမိမိတို့ဘက်ပါအောင်ကြံဆောင်တက်ကြလေတယ်။ မြေနူကျုံးကိုနှစ်စင်ပြန်ချရတဲ့စနစ်ကလည်းလက်ယူရန်ဖွင့်ထားသလိုဖြစ်နေလေတယ်။ထို့ကြောင့်မြေနူကျုံးကိစ္စများဟာ ရှင်းလိုက်ရှုပ်လိုက်နဲ့ပတ်ချလေက အမေဘုတ်ရဲ့ချီခင်လိုရှုပ်ထွေးနေတတ်လေတယ်။ဒီအထဲတွင် ကျွန်တော်ကလည်းဤသို့သောကိစ္စများတွင် အတွေ့အကြုံမရှိလှသေး။အတိုက်အခံအုပ်စုများကြားတွင် ကိုယ်ပါညံ့မသွားအောင်တတိကြီးစွာနဲ့ရက်တီရလေတယ်။ ခန်းနှင့်မိုးညိုမြို့နယ်အတွင်းကိုင်းမြေတွေများသလောက်လယ်မြေကနေလာတယ်။သာယာဝတီခရိုင်အတွင်းရှိအခြားမြို့နယ်များနဲ့နှိုင်းရှင်လျင်ပျောပါလောက်အောင်ပင်မရှိ။အောက်ဘက်လဗရန်နေဆက်တွင် အတန်ငယ်ရှိတယ်။မတော့ကုန်းချိုးပင်သာသင်းချောင်းတဝိုက်တွင်လယ်မြေကောင်းများရှိတယ်။ခြေကားတာကြီးကလည်းခိုင်ခန့်သဖြင့်ခြေနှစ်မြုံမှမစိုးရင်ရအထက်ဘက်မိုးညိုပတ်ဝန်းကျင်မှအစား လဲကောင်းမရှိသလောက်ပင်ရေကာတာမခိုင်လုံသဖြင့်မကြာခဏရေလွှမ်းမှုခဲ့ရတယ်။လဲတွေရေနစ်ပျက်စီးတယ်။ထို့ကြောင့်ထိုနယ်မှလဲသမားတို့ဟာလဲလုပ်ငန်းကိုကြီးအားကိုမထားနိုင်။ခိုင်းကိုတော်၎င်းအင်းကိုတော်၎င်းတစ်ဖက်တစ်လမ်းမှလုတ်ကင်ကြရတယ်။လဲဧကနေ၍လဲသမားများများမရှိတော့လဲပြဿနာကတော့ရှိတယ်။ပထမဆုံးရင်ဆိုင်ရသည်မှာလဲချထားရေးပြဿနာဖြစ်လေတယ်။ စစ်အတွင်းတဘာစီမကောင်းသဖြင့်တောင်သူလဲသမားများလဲလုတ်လူစိတ်မရှိအောင်ဖြစ်ခဲ့ကြတယ်။စစ်ပီးစပထမမိုးဦးတွင်လဲလဲလုတ်လူသည့်ဆန္ဒမပြင်းပြကြသေး။ထို့နောက်အစိုးရကနှစ်ချို့စဘာများကိုပါမကြံဝယ်ယူလာတဲ့အခါလဲသမားတွေဥကောင်းထောင်စာပြုလာကြလေတယ်။1948ခုနှစ်ကမူနှစ်ဦးကလေးကလဲသမားလောကဟာလှုပ်ရှားနေလေပြီ။ ထုံနှုံထုံနံပြင်းနေကြလိမ့်ပြီလဲကွက်ထဲနွားချီးချနေကြလိမ့်ပြီလဲသမားဟာလဲကိုပင်လောက်ရမည်မဟုတ်ပါလားဒီအချိန်တွင်လဲရှင်နှင့်တီးစားပြဿနာတွေပေါ်လာတယ်အချို့သောလဲပိုင်ရှင်များကမိမိလဲကိုမူလလဲငုတ်များကိုပြန်မချလို့တချို့ကလည်းလေလံပြစ်တယ်လို့တီးစားကပိုပေးနိုင်မဲ့သူကိုချရန်ဆိုင်းပင်းလျက်ရှိကြတယ်အချို့ကလည်းမိမိတို့ကိုယ်တိုင် လဲပြန်လုံမယ်။ပြီးစားမချတော့ဟုဆိုကြတယ်။ဆိုရှယ်လစ်တို့ဤတောင်သူလဲသမားအစည်းအရုံးနှင့်ကွန်မြူနစ်တို့ဤတောင်သူလဲသမားတပ်မကများကလည်းလဲသမားတွေကို အပြိုင်ဆိုင်စည်းရုံးနေကြတယ်။မိဘလက်ငုတ်ကိုပြန်မချလဲအင်းနဲ့အားနဲ့အတင်းဝင်ရောက်ထွန်ရက်မြီဟုချိန်ချောင်းနေကြတယ်။ထွန်ရက်ဆိုင်ပြိုးချိန်တွင်လဲရှင်နှင့်လဲသမားပရိပက္ခတွေများနေလင်စူးစူးပူပူဖြစ်လာနိုင်တယ်။ထို့ပြင် ထိန်တော်ဒေတာတဝိုက်တွင် သမကဝင်အင်အားပိုများတယ်။သူတို့ဟာတောင်သူလေသမားများလှုပ်လှုပ်ရှားရှားဖြစ်စီရန်အတွက် အပြင်းအထန်စီယုံလျက်ရှိတယ်။ထိုအချိန်ကတချို့နေရာများတွင်စံလူပွဲများဖြစ်ပွားနေသည့်တည်င်းကိုလည်းကြားရတယ်။ထိန်တော်နယ်တွင်စံလူပွဲမဖြစ်နိုင်တော့လေလူစုလူဝေးနဲ့လေသမားများအတင်းဝင်ရောက်ထွန်ရက်သည့်ပွဲမျိုးတော်ဖြစ်နိုင်တယ်။ဒီလိုဆိုရင်စိုက်ပျိုးရေးကိုထိခိုက်နိုင်တဲ့အပြင် ငိမ်ဝတ်ပြပြားရေးကိုလည်းပြက်ပြားစေနိုင်တယ်။ထို့ကြောင့်လေယာဉ်မြေများချထားရေးကိစ္စများကိုအေးအေးချမ်းချမ်းဖြစ်အောင်ဆောင်ရွက်ဖို့လိုနေပါတယ်။ထို့စဉ်ကမြေယာကော်မတီများလည်းစနစ်တကျမဖွဲ့ရသေးသေး။ဤစားချထားရေးပြက်တနာများကို ဖြေရှင်းရန်အတွက် လေယာဉ်မြေချထားရေးနဲ့ပတ်သက်၍စည်းကမ်းသတ်မှတ်ချက်များကိုလည်းတိတိကျကျမရှိသေး။တောင်သူလေသမားအဖွဲ့အစည်းနှစ်ခုကလည်းအချိန်အနည်းအပြိုင်အဆိုင် ရဲသမားတွေကိုစီးယုံနေကြတယ်။ကျွန်တော်ဟာ သူတို့နဲ့ဆွေးနွေးတိုင်ပင်ရတယ်။ကြေးရွာများတွင်လဲပိုင်ရှင်ကိုစလေတူတောင်သူလဲသမားအစီယုံကိုစလေတူနဲ့တောင်သူလဲသမားသမက ကိုစလေတူပါဝင်သောယာယီမြေယာကော်မတီများကြေးရွာအလိုက်ဖွဲ့စည်းပေးလိုက်တယ်။ကြေးရွာများသို့လှည့်လည် သွားလာပြီးလင်တီးစားချထားရေးပြဿနာများကို ကော်မတီဝင်များနှင့်ညှိနှိုင်းဖြေရှင်းပေးတယ်။ အများအားဖြင့်ပြေလည်သွားကြတယ်။တီးစောင်းလက်ငုပ်များဟာလုံနေကြလေကို လုံကြရကုန်တယ်။ကိုပိုင်လည်လုံသူများလည်းရခင်တီးစားချထားတဲ့လေဧကအချို့ကို ပြန်လည်လုံပိုင်ဝင်ရကြတယ်။ဤသို့ပြေလည်မှုများရှိသလိုမပြေလည်သည်များလည်းအနည်းငယ်ရှိတယ်။ထိန်သောအနီးရွာငယ်တစ်ခုမှလေသမားတဦးဟာခေါင်းမာသူဖြစ်တယ်။သူဟာလေသမားအမိခံထားတော်လဲ။ လေကိုကောင်းစွာလုပ်သူမဟုတ်ဂျပန်ခေတ်တွင်လဲသူ့လက်ငုပ်လေကိုမလုပ်ခဲ့တီးစားကလည်းပြက်ကွက်နေတယ်လေပိုင်ရှင်ကလည်းသူ့လေကိုပြန်လုပ်ပေးရစီလို့ဆိုတယ်ထို့ကြောင့်ဂျာယီကောမဒီကထိုလေကိုလေရှင်အားလုတ်ကင်ခွင့်ပြုပြီးထိုလေသမားအားအခြားလေတစ်ခွက်ကိုချထားပေးတယ်သူကမကြေနပ်ကျုပ်တော့ဒီလေကလွဲပြီးဘယ်လဲမှမလုတ်ချင်ဘူးလို့ငေါက်ဆက်ဆက်ပြောတယ် အချင်းချင်းတွေပဲဗျာခုချပေးတဲ့အကွက်လည်းကောင်းပါတယ်တောင်သူလယ်သမားအစည်းရုံးဝင် ကော်မတီလူကြီးကဖြန့်ဖြေးပြောတယ်မင်းအခုသာပြောနေတာပါတော်တော်ကြာကြတော့လေဒီလယ်ကိုကောင်းကောင်းလုပ်မယ်လို့မဟုတ်ပါဘူးလဲရှင်ကိုစလဲကပြောတယ်ခမားကလဲရှင်ကိုစလဲပဲဒီလိုပြောမှာပေါ့ကျုပ်ကတော့ကျုပ်လုံနေကြလေမရရတဲ့နည်းနဲ့လုံမှာပဲသူကထထန်စွာပြောပြန်တယ်တောင်သူလယ်သမားတမကကိုစလဲ ကော်မတီလူကြီးကဘာမှဝင်မပြောငြိမ့်နေတယ်။ထိုလေသမားဟာ တောင်ငူလေသမားသမကဝင်ဖြစ်တယ်။နောက်၃လရက်ကြာတဲ့အခါသို့သူဟာလေရှင်အားလုတ်ခွင့်ပေးလိုက်တဲ့လေတို့ဝင်ထွန်နေသည်ဟုတကြီးကလာတိုင်တယ်။လေပိုင်ရှင်ကလည်းရာဇသက်ကြီးပုံမှန်440အရတရားစွဲတင်တယ်။ကျွန်တော်ကတောင်ငူလေသမားသမကခေါင်းဆောင်များမိမိတို့လူကို ချောင်းပြရင်ပြောသေးသည်မရဒါသူ့အခွင့်အရေးပဲလို့ဆိုကြတယ်ဒီကိစ္စဒီအတိုင်းကြည့်နေရင်တခြားရွာများသို့ပူးဆက်သွားတော့မယ်လူစုလူဝေးနဲ့ဝင်ထွန်သည့်အခြေအနေထိဖြစ်လာနိုင်တယ်သိမ့်မနိုင်သိမ့်မရဖြစ်လာနိုင်တယ်သူ့နဲ့သူ့လေသမားကိုဖမ်းဆီးရန်အမိန့်ထုတ်ပေးလိုက်တယ်ဖမ်းဆီးခေါ်ဆောင်လာတဲ့နေ့မှာပဲအမှုကိုခက်မြန်မြန်စစ်ဆေးပြီးထောင်ဒဏ်၃လအပြစ်ပေးလိုက်တယ် တောင်သူလေသမားသမကအဖွဲ့ဝင်များမခံမရက်နိုင်အောင်ဖြစ်ကုန်ကြတယ်ကျွန်တော်အားလဲပိုင်ရှင်လက်ကင်ထုတ်လို့ဆွဆွဲကြကုန်တယ်အချို့ကလည်းဆိုရှယ်လစ်တွေမြောက်ပေး၍သူတို့လူကိုဤကဲ့သို့ရရက်ဆက်ဆက်ထောင်ချခြင်းဖြစ်တယ်လို့ဆိုကြကုန်တယ်နောက်နှစ်ရက်ခန့်အကြာတွင်တာယာဝရီမှ သူတို့ခေါင်းဆောင် သခင်ခင်အောင်ရောက်ရှိလာတယ်ဘယ်လိုလုပ်လိုက်တာလဲဗျာလို့သခင်ခင်အောင်ကဆိုလေတယ်သူနဲ့အတူ ထိန်တော့မှကိုကျော်ထူးလေးပါလာတယ်။ကျွန်တော်နဲ့ရင်းနှီးသူများဖြစ်ကြပါတယ်။အခင်ခင်အောင်နဲ့ဆိုရင်ဂျပန်ခေတ်ကတည်းကတီကျွမ်းခင်မင်ခဲ့တယ်။ကျွန်တော်ကအချိုးအချောင်းပြောပြတယ်။သူတို့လူကောင်းပါတဲ့အချောင်းကိုလည်းပြောပြတယ်။အေးအေးချမ်းချမ်းအခြေအနေကိုစူးစူးပူပူဖြစ်အောင်လုပ်တယ်လို့ကျွန်တော်ကအပြစ်တင်တယ်။ဒီတော့ကျွန်တော်စီရင်ချက်ကိုမကျေနပ်ရင်ဆက်ရှင်တရားသူကြီးစီအယူခံဝင်မလို့ဆိုတာကျွန်တော်ကအသင့်ကူးထားပြီးဖြစ်သောစီရင်ချက်မိတူကို အခင်ခေါင်းတို့ပေးလိုက်တယ်။အမှုတွဲကိုလည်းသက်ရှင်တရားသူကြီးယုံတို့ပို့လိုက်တယ်။နှစ်လခန့်ကြာသောအခါကျွန်တော်ပို့လိုက်သောအမှုတွဲနဲ့သက်ရှင်တရားသူကြီးဤစီရင်ချက်မိတ်တူပြန်ရောက်လာပါတယ်။အမှုစစ်ဆေးတဲ့နီလန်မှားနေတယ်။တို့အမှုဟာတာမန်အမှုဖြစ်၍အကြောင်းချင်းရာများကိုတရားခံအားဖတ်ကြားရှင်းလင်းပြီးနောက်တရားခံကအပြစ်မရှိဟုထုချေလင်းတရားလိုပြတတ်သိများနဲ့ တရခံပြတတ်တည်များကိုစစ်ဆေးရမယ်။ယခုမူတတ်တည်ပြရန် အခွင့်အရေးမပေးဘဲပြစ်ဒဏ်ချမှတ်ထားသူကိုတွေ့ရတယ်။အမှန်အားဖြင့်ဤအမှုကိုပြန်လည်စစ်ဆေးသင့်ပေတယ်။သို့တော်လည်းတရခံမှာထောင်နှံနှစ်လခံထားရပြီးဖြစ်၍ပြန်လည်စစ်ဆေးရန်အမိန့်မချတော့ဘဲခံထားပြီးသောပြစ်ဒဏ်များနှင့်ပင်တော်လောက်ပြီးဟုယူဆသဖြင့်ကြမ်းရှိတဲ့ထောင်နှံကိုဆက်လက်မခံစေတော့ဘဲ တရက်သေးလွတ်လိုက်တယ်လို့အမိန်ချလိုက်လေတယ်။ဆန္ဒစော၍မှားခဲ့ရခြင်းဖြစ်ပေတယ်။ဒေါသကတိလိုက်မှားခဲ့တယ်။ကျွန်တော်အတွက်သင်ကန်းစာဒီဆရာမန်းတင်ရဲ့ဒုတိယရွယ်စာအုပ်မှာတာဝန်တွေများပါပြီတယ်လို့အမည်ရတဲ့အကြောင်းအရာလေးဒီနေရာမှာပဲပြဆုံးပြီးဖြစ်ပါတယ်။